ကျမ်းရင်းမှာပါရာဇိကံပါဠိအထကထာဒါကကျမ်းရင်းမှာပါသွားတယ်ပါသွားတော့ဝီနည်း၅ချမ်းမှာ နောက်၄ချမ်းပဲပေါ့ဗျာဒီမှာနောက်၄ချမ်းအဲပါစိတ်မဟာဝါစုလဝါပရိဝါဆိုတဲ့ကျမ်းဝီနည်း၄ချမ်းကအဲ့ဒါဘုံဒုရန်းထဲမှာပါသွားတယ်ပေါ့နော်ဒီမှာဗျာနောက်သုတ်တံပိဋကဆိုရင်လည်းဒီတိုင်းမှာပဲဗျာဒီကနိကေကဒီတိလက်ခံပါဠိတော်အထကထာက ဓမ္မစရိယကျမ်းရင်းထဲမှာပါသွားတယ်။ပါသွားတော့အဲ့ဒီရဲ့နောက်ကနှစ်ကျမ်းဖြစ်တဲ့သုံးမဟာဝါပါဠိအထကထာတိကာရဲ့သုံးပါထေယပါဠိအထကထာတိကာရဲ့အဲ့ဒီကျမ်းစာတွေကဒီဘုံဒူရန်ထဲမှာပါသွားတယ်ပေါ့။နောက်အဘိဓမ္မာမှာလည်းထို့အတူပါပဲ။ပထမဆုံးကျမ်းစာဖြစ်တဲ့ဓမ္မသင်္ကနီပါဠိအထကထာကဓမ္မစရိယကျမ်းရင်းထဲမှာပါသွားတယ်။အဲ့ဒီဓမ္မသင်္ကနီရလွယ်လို့ကျမ်းနဲ့အဘိဓမ္မာကျမ်းတွေပေါ့ဝီဘင်းတို့ဓာတုကထာတို့ ပုဗ္ဗလာပညာတို့ကထာဝတ္ထုယမိုက်ပဋ္ဌာန်းတာပဋ္ဌာန်းတရားပါလေဒီမှာပြန်နောက်အပြီးဒီမှာ6ကျမ်းကြတော့ဓမ္မစရိယရဲ့ဂုံဒုဏ်နဲ့မှာပါပါပါလေဗျာဒီမှာဗျာအဲ့ဒီလိုရှိတော့အဲ့ဒီဘိလိက3ပုံရဲ့ဂုံဒုဏ်ဒီ3မျိုးဆိုပါဆိုနော်ဝိနည်းရဲ့ဂုံဒုဏ်သုတ်တန်ရဲ့ဂုံဒုဏ်အပြီးဒီမှာရဲ့ဂုံဒုဏ်အဲ့ဒီ3ခုလုံးပြီးတော့အောင်မြင်ခဲ့တာပေါ့အဲ့ဒီ3ခုလုံးအောင်မြင်ပြီးတဲ့အပြင်ဒီတင်ယိုးဘိလိက3ပုံနဲ့မှာမပါတဲ့ ပฏิပန်မိတာမဲ့မာလီကုံတူတန်းဒါကိုလည်းပဲအဲ့လည်းဖြီးခဲ့တယ်။အောင်မြင်ခဲ့တယ်။ဟောဒီမှာအဲ့တော့၄ခုပေါ့နော်။ဒီမှာပြတ်မာလီပါလီကို၄ခုပေါ့။ဒီမှာမာလီပါလီကို၄ခုအောင်မြင်တဲ့အထက်မှာ၃ခုပါဒါဗီရိက၃ခုမာဝဲကုံတူတန်းနေဖြစ်တယ်။ဒီမှာပြတ်ဒီမှာအဲ့ဒါရောက်မလို့တိဗီရိကမာလီပါလီကိုဆိုပြီးတော့ဒီလိုတတ်မှတ်တာပေါ့နော်။အဲ့ဒါဘုံဘုံဒီပြတော့အခုစကောနှစ်ပါးမြောက်အထိရှိခဲ့သမျှမှာအဲ့ဒါမျိုးကဘယ်နှပါးလောက်ရှိပြီလဲဗျာ။အဲ့ဒါမျိုးက ဟိုရင်ပေါ့တိပိဋကဆရာတော်တွေမှာဆိုရင်တပည့်တော်နဲ့စကိုင်းဆရာတော်နဲ့နှစ်ပါးစကိုင်းဆရာတော်အခုကိုတော်တော်ပြန်တော်ပြန်တော်ပြီးပါလေဆရာတော်အော်ဟုတ်လားဗျာအရှင်အဘိဓာတာပြီးပါအဘိဓာတာပြီးပါတပည့်တော်နဲ့ပုံမကြီးကလည်း50နဲ့ဘွယ်ကုဘွယ်လောက်ရရင်တော့ဟုတ်တယ်ပုံမကြီးရောအလုံးမဘွယ်ဘလောက်ရထားပါလဲဗျာအဲ့ဒါလည်းမေးချင်တယ်ဗျာအဲ့လိုတော့မှတ်ပြထားတာမရှိဘူးတော်လေတင်ပါတင်ပါဟိုငငယ်တုန်းကရှောက်ဖြေခဲ့တဲ့စာမေးဝဲကဘွယ်လေးပါလေကြတော့လည်းမမှတ်တော့ညောင်းတော့မမှတ်နိုင်ဟုတ်လားတင်ပါတင်ပါ တင်မတင်မတင်မဆိုတော့ဘုမုံအဲဖြတ်ပြီးတော့မေးချင်တာတခုကတိပိတကစံမူရမှာရေးပြီးနှုတ်ပြီးအောင်တာဆောင်းတာအဲ့တော့အမှတ်အဲ့ဒါလေးနဲ့ရှင်းပြအောင်ပြာအဲတိပိတကစံမူရမှာအဲ့ဒီအာဂုံဆောင်းတာနဲ့အာဝေးဖြေတာလို့နှစ်မျိုးရှိတာပါနော်တင်မပြောက်ပြီအာဂုံဆောင်းတာအရင် ပြန်ဆိုရပါတယ်တင်ပါဗျာအာဂုံပြန်နာအရင်ပြန်ဆိုရတယ်အာဂုံပြန်ဆိုလို့အောင်မြင်ပြီးပြီဆိုတော့မှအဲ့ဒီအောင်မြင်ပြီးတဲ့အပိုင်းကိုသဘောရေးဖြည့်ဆက်ပြီးတော့ဖြည့်ရတယ်အဲ့ဒီလိုတပိုင်းလုံးမှအာဂုံသဘောရေးဖြည့်နှစ်ခုလုံးအောင်ပြီးပြီဆိုတော့မှနောက်တပိုင်းကိုကူရတာပေါ့နော်ဩအဲ့ရတင်ပါဗျာအဲ့အဲ့သဘောလေးဖြည့်တယ်တပုံအောင်မှတပုံသွားမယ်တပုံအောင်မှအာဂုံနောက်ရေးပြီရေးပြကြအမှတ်ကူကြဘယ်လိုတတ်မှတ်လဲဗျာရေးပြအမှတ်ကအဲ85အမှတ်ဆိုရင် ရိုးရိုးအောင်ပေါ့နော်။ဟုတ်။အဲ85မှတ်ဆိုရင်ဂုံဒူးအောင်လို့ဒီလိုတတ်ပါပါလေ။အဲအဲ့တော့အဲမေကွန်းကအမှတ်တရာဘိုးပေါ့ဗျာ။ဒီမှာပေါ့။အမှတ်တရာဘိုးဆိုတာဖြည့်တဲ့ပုဂ္ဂိုလ်ဖြည့်ရတာကိုပြောတာပါ။ဒီမှာတကယ်မေးတာကတော့72ပုံမေးတယ်။အမှတ်120ဘိုးပေါ့။ဟုတ်တယ်မှာ။120ဘိုးမေးပြီမယ်လို့ဖြည့်တဲ့ပုဂ္ဂိုလ်ကကျတော့120ဘိုးလုံးဖြည့်လို့မရဘူးသူက။နှစ်ပုဂ္ဂိုလ်ပဲရတယ်။ဟုတ်တရာဘိုးပဲဖြည့်ရမယ်။တရာဘိုးပဲဖြည့်ရတယ်။ကိုကြိုက်တဲ့အားအရဆုံး ဆယ်ဘုတ်ကိုဖြည့်ပါเนาะတဘုတ်ကိုဆယ်မှတ်နေဆိုတာအမှတ်တရားပေါ့တမန်ဗျာအဲ့ဒီအမှတ်တရားကိုမိခွန်းမှာ85မှတ်ရရင်အောင်မြင်ပါတယ်85မှတ်ရရင်ဂုံတူနဲ့အောင်မြင်တယ်เนาะအဲ့လိုအဲ့ဒါနေတိုင်းနေတိုင်းဖြည့်ဆိုတဲ့နေတိုင်းမှာ85မှတ်ရရင်ရိုးရိုးအောင်ပေါ့85မှတ်ရရင်ဂုံတူအောင်ဒီလိုမှတ်တယ်ဘုံနှုတ်နှုတ်နဲ့မိတဲ့အခါမှာပေါ့ဘုံ ့အထောက်အမလွတ်တာတို့ပါတို့အကြောက်ဘူးပါဗျာအဲ့ဒါလေးရောရှင်းပြပါဦးဗျာအထောက်အမလွတ်တာကတော့ကိုအာဂုံချက်ထားတဲ့စာကိုဒီတတ်မှတ်ထားတဲ့အချိန်မှာပြန်ရတာပေါ့ဗျာတင်ပါဗျာဒါတတ်မှတ်ထားတဲ့အချိန်ကဒီလိုတော့အာဂုံပြန်ရဲ့တရက်မှာတင်ပါဗျာအချိန်အနည်းနဲ့9ချိန်တတ်ပါပါနော်မနေ့ဖက်ဆိုရင်7နာရီကနေပြီးတော့6နာရီ7မိနစ်အထိ ရှင်းနာကြီးကနေ6နာရီ10မိနစ်ဆိုတော့2နာရီနဲ့10မိနစ်ကြာတယ်ပေါ့တင်ပါဗျာ2နာရီနဲ့10မိနစ်အတွင်းမှာအဲအာကုန်ပြန်ခြင်းက၄ရင်ဖြစ်ပါလေဒီချိန်ပြန်ရင်25မိနစ်ဩ25မိနစ်25မိနစ်ပြန်ပြီးရင်10မိနစ်နာဟိုဒီမှတ်တူနောက်တစ်ခါ25မိနစ်ထပ်ပြန်10မိနစ်နာအမီးနဲ့မီးခွန်းပဲပြန်ရတော့ဗျာအဲမဟုတ်ဟိုရောက်တဲ့နေရာကနေဆက်ပြန်ရတာများ ဒီပြောတို့ပထမဆုံးပထပါတော့မနေ့၈နာရီကစလာရင်တော့ဒါကတော့နမောတ္တအစရယ်ပေါ့ဗျာအစပေါ့နော်တင်ပါပထမဆုံးနေ့ရဲ့မနေ့ပိုင်းပေါ့တင်ပါပထမဆုံးနေ့ရဲ့မနေ့ပိုင်းဆိုရင်နမောတ္တအနေစလိုက်တယ်စပြီးတော့ဒါအကုန်လုံးပြန်သွားပေါ့ပိဋကသုံးပုံလုံးပြန်လာလားဘုံပိဋကသုံးပုံဆိုတာတော့ဟုတ်တယ်ပေါ့သူမေးတာတတ်မှတ်ထားတဲ့အပိုင်းပေါ့တတ်မှတ်ထားတဲ့အပိုင်းပေါ့ဟုတ်အဲ့လိုလားဗျာဟုတ်အကုန်လုံးကတခါလေးပြန်လာတာမဟုတ်ဘူးလေတင်ပါဗျာဒီမှာ အဲဒီမြင့်မှာကိုကဘာပြန်မလဲအဲဒီပြန်မဲ့ဥစ္စာကိုစည်ရင်းသွင်းထားရတာလေဟုတ်တယ်မဗျာပြောလို့ဝီနီပိဒိကဝီနီဝီနီပိဒိကဆိုရင်ဝီနီ၅ကျန်းရှိတော့တယ်မဗျာအဲဒီမှာဝီနီ၈ဘိုင်း၂ကျန်းရယ်နောက်ဘိုင်း၃ကျန်းရယ်လို့ဒီလိုနှစ်ဘိုင်းခွဲပေးထားတာတယ်မဗျာခွဲပေးထားတော့ကဝီနီ၈ဘိုင်းကိုပြန်မယ်ဆိုရင်၂ကျန်းကိုပြန်ရမယ်တယ်မအဲဒီ၂ကျန်းက၁ကျန်းကို၃ရက်၂ကျန်းဆိုတော့၆ရက်ပေါ့နော်တယ်မအဲဒါဝီနီ၈ဘိုင်းပြန်တဲ့ပုံကပါ၆ရက်ပြန်ရမယ်ဝီနီနောက်ဘိုင်းကျတော့၃ကျန်းတကျန်းကို၃ရက်နဲ့ဆိုရင်သူက၉ရက်ပြန်ရမယ် တယ်။တမန်တမန်။အဲအဲ့လိုမျိုးပါဗျာ။အဲ့တော့သူ့အပိုင်းနဲ့သူတတ်မှတ်ထားတာပေါ့နော်။ဟိုပြန်လာကတော့တပီတော်တို့တပြိုင်နဲ့ပြန်ကြလာပဲ။မှန်ပါဗျာ။အကုန်ပြန်ရဲ့ဒီနေ့ဒီစပြီးတော့တတ်မှတ်တယ်ဆိုရင်အဲ့ဒီတတ်မှတ်တဲ့နေ့တတ်မှတ်တဲ့အချိန်မှာတပြိုင်နဲ့စပြီးတော့ပြန်ဆိုကြရတာ။သို့တော်လည်းပဲအကုန်လုံးကအတူတူမဟုတ်ဘူးပေါ့နော်။ကိုယ့်အပိုင်းနဲ့ကိုယ်ပေါ့။ဝင်းကြီးရှေ့ပိုင်းတော်မှာကရှေ့ပိုင်းကိုပြန်ရတယ်။နောက်ပိုင်းတော်မှာနောက်ပိုင်းကိုပြန်ရတယ်။အဲသုတ်တံပိရိကသမားသုတ်တံပိရိကပြန်ရတယ်အပိဓမ္မာပိရိကကလည်းအပိဓမ္မာကိုပြန်ရတယ် အချိန်ကတော့တစ်ချိန်နဲ့ပေါ့နော်ကိုကိုပလင်နဲ့ကိုပေါ့ကိုပလင်နဲ့ကိုကိုစာတော့စာမနဲ့ကိုပေါ့အဲ့ဒီလိုထောက်အောင်မလွတ်တာနဲ့မလွတ်တာကြတော့ကြာတာနဲ့မကြာတာအဲ့ဒါပေါ့အဲထောက်အောင်မလွတ်တာမလွတ်တာဆိုတာဒီလိုတို့အဲ့ဒီပါဠိတော်တွေကိုပြန်တဲ့အခါမှာဒီလိုအမှားအယွင်းမရှိဘူးအကြအပြောင်းမရှိဘူးအပိုးအလိုမရှိဘူးတိတိကျကျပြန်သွားနိုင်တာပေါ့နော်ခုနလို25မိနစ်ဆိုတဲ့အချိန်မှာဒါအထောက်အောင်မလွတ်ကင်းပြီးတော့တန်တန်ရှင်းရှင်းပြန်ဆိုနိုင်တယ် နောက်ပြန်တဲ့25မိနစ်အချိန်ဒီလေးပဲအလားတူပေါ့လေအဲ့လိုအထောက်အမဘာမှမရှိဘူးဟိုကတန်တန်ရှင်းရှင်းနဲ့ပြန်သွားနိုင်တယ်ဒီချိန်မှ ထောက်မပေးရဘူးဆိုရင်ဒါကုန်းထူအောင်လို့ဒီလိုတတ်မှတ်ပါလေဩဒါဒီပြကနာနှုတ်ရနှုတ်တရရနေနေမှာကုန်းထူအောင်ရှိတယ်တင်ပါတယ်တင်ပါနှုတ်ရတဲ့နေရာမှာအထောက်အမလုံးဝမရှိဘူးတင်ပါကိုယ့်ဟာကိုဒီတိုင်းပဲကြာရနာလာပြန်ဆိုနိုင်တယ်ပြီးပြီးသားလာပြန်ဆိုနိုင်တယ်ဆိုရင်သူကကုန်းထူအောင်လို့တတ်မှတ်တယ်တင်ပါပဲအဲ့တော့ဝိသိဋ္ဌဆိုတဲ့ ခေါ်ဝိသထာရနော်ဝိသထာပြဒီမှာအဲရိုးရိုးအောင်ဆိုရင်ဒီလိုဝိနည်းမှာဝိနည်းရတရာလို့ဖွဲ့ပေးတယ်ပေါ့ဩဒီမှာလူနဲ့အောင်ရင်ဝိသိထဝိနည်းရတရာဩဝိသိထအဲထူကြတဲ့ဝိနည်းဆောင်ပုဂ္ဂိုလ်ပေါ့နော်ဩဒီလိုလေဝိသိထဆိုတဲ့ဖွဲ့လေးထည့်ပေးပါလေရိုးရိုးအောင်ပုဂ္ဂိုလ်ကတော့ဝိနည်းရတရာပေါ့ဗျာဩဒီမှာပြအဲ့ဒါကဂုံဒူးရတဲ့ပုဂ္ဂိုလ်ပေါ့နော်ဒီမှာတကအဲ့ဒီလိုမျိုးမဟုတ်ဘူးအထောက်အမလုံးလုံးမလွတ်ဘူးဒီမှာတချို့အခြေအနေမှာထောက်ပေးရတယ်ဒီမှာဟုတ် တချိန်ဆိုရင်တချိန်လို့မှတ်ထတာပေါ့တမစာလောက်စာမပုဂ္ဂိုလ်များကတချိန်ထောက်ပေးရရင်တချိန်မှတ်ပြီးတယ်နှစ်ချိန်ဆိုရင်နှစ်ချိန်သုံးချိန်ဆိုရင်လည်းသုံးချိန်အဲ့တော့၄ချိန်အဲ့ဒီ၄ချိန်အထိပေါ့တချိန်ရနေ၄ချိန်အထိထောက်ပေးရတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်များကြတော့ရိုးရိုးအောင်လို့ဒီလိုလက်မှတ်ပါအော်ထောက်တော့ပေးတယ်ဒီကြောင့်အဲ့လေးချင်းအဲ့တနေ့အတွက်ပေါ့နော်တနေ့တနေ့မှာဒီပြီးတော့ခုနမနေ့ပိုင်း၈နာရီကနေ၈နာရီ၁၀မိနစ်အထိက လေးချိန်ပြရတယ်။အဲလေးချိန်လုံးမှာ20 25မိနစ်လေးချိန်လေးချိန်ပြရတယ်။နာရီမိနစ်တရားပေါ့နော်ပုံပုံ။အဲ25မိနစ်လေးချိန်ဆိုတော့25မိနစ်25မိနစ်လေးချိန်ဟုတ်တယ်။နာရီမိနစ်တရားမိနစ်တရားဟုတ်တယ်။တမန်တမန်။နောက်နေ့ပဲကြာတော့ဒီလိုတနာရီကနေ၄နာရီအထိဟာအဲဆိုတော့အဲဒီနေ့လည်းပဲမှာကြာတော့25မိနစ်ပေါင်း5ချိန်။ဩတမန်ပြရပါတယ်။တမန်တရားမနေ့မနေ့ဖက်လေးချိန် နေ့လည်းပဲ9ချိန်ဆိုတော့တနေ့ကို9ချိန်ပါနော်9ချိန်အဲ့ဒီ9ချိန်အတွက်သူပေးထားတဲ့ဒီထောက်အထောက်အပံ့က၄ခါပဲပေါ့နော်ဟာကိုဒီကရနေပြီးတော့၄ခါမင်းနဲ့နေရနဲ့အစိမ့်မှာအဲဟိုအထောက်မှ၄ခါပဲရတယ်အဲတနေ့လုံးတနေ့လုံးညသွားရင်ညလွယ်မရတော့9ချိန်ဆိုရင်ကြာပါပြီ9ချိန်ဆိုရင်ကြာပါပြီတင်မတင်မဟိုကြောက်စီဟိုတရက်အတွက်တင်မတရက်အတွက်သူက၄ချိန်ပဲပေးတယ် ့၅ချိန်ဆိုရင်ဒီအဲ့ဘက်ကိုမအောင်တော့ကြာသွားပြီ။အဲ့ဒီဘောပါဗျာ။မှန်ပါဗျာ။ဒီမှာဗျာ။ဆိုတော့ဖမုံကကြာတော့ပါဠိပါရကူဆိုတဲ့အတိုင်းဖမုံကပါဠိနဲ့ပဲအကုန်လုံးရွတ်သွားတာ။အဲ့ဒါကမြန်မာပြန်ရွတ်တာလားဘယ်လိုလဲပေါ့။အဲ့ဒါလေးတော့မဟုတ်အာဂုံပြန်ကားတော့ဒီလိုပါဠိလိုပဲ။အလုံးအလုံးပါဠိလိုပဲ။အလုံးပါဠိလို။ဖမုံကကြာဘာကြောင့်ပါဠိပါရကူဆိုအထူးပါလာတာလဲ။ပါဠိပါရကူကတတ်တာပေါ့။အော်နော်။ပါဠိပါရကူဆိုတာကတိပိဒကကပေးတာမဟုတ်ဘူး။အော်ဟိုဓမ္မစရိယဘက်က